င်လေးရဘွဲရလေးတော်ပါတယ်တဲ့တောက်တတ်တာလေးတခုပဲတဲ့ဘယ်တော့မှလူကြီးမတင်နဲ့ငါးပါးမောက်သွားမယ်သူ့ဘဝသူ့တောင်မထိန်ကြောင်းနိုင်တာဘာပညာမှမတတ်ဘူးလက်မှတ်ပဲယူလာတာရှင်းလားပညာတတ်ဆိုတာသီလနဲ့ပြည့်စုံရမယ်တမာရီနဲ့ပြည့်စုံရမယ်ရှေ့တင်တစ်မျိုး၊ကွဲရတစ်မျိုးမဟုတ်ဘူးငါးမျိုးတစ်မျိုးသူ့တစ်မျိုးတစ်မျိုးမလောက်ပါဘူးအဲ့ဒါပညာမဲ့ပညာမဲ့တွေအုပ်ချုပ်သွားလို့တတိုင်းပြည်လုံးပြရမှာဖြစ်သွားတာနားလည်လား လူကြီးသားသမီးကြတမျိုးလူကြီးမဟုတ်တဲ့ကောင်ကြတမျိုးဒီနေ့အထိခံနေရတော့မင်းတို့ဟမ်အဲ့ဒါပညာမဲ့တနေ့သူကိုယ်တိုင်ဒီတန်ခံရမယ်ဆိုတော့ तू မသိဘူးရှင်းလားရှင်းပါပါအဲ့ဒါပညာတန်ဖို့ပညာရဲ့အဆုံးဖြတ်ပညာရှိမရှိဘာနဲ့ကြည့်မလဲတီလာသမာရိနဲ့ကြည့်သမာရိပါထည့်ပြောလူတယောက်ကိုသေမချီးကျူးလို့ပြောတာအဲ့ဒါပြောတာဘယ်ရွယ်ရောက်ရောက်ဖောက်သွားနိုင်တယ် ုသူမေလာ93နှစ်မယုံနဲ့အောင်အခေါင်းထဲရောက်မှယုံချိန်ပြီးအခုချိန်ထိမိမရခြင်းစိတ်ကလည်းပျောက်သေးတယ်မဟုတ်ဘူးနော်သဘောပါလားကားကောင်းကောင်းနေစီးခြင်းတော့ဟင်အိုးစားကောင်းကောင်းနေဝှချင်းတော့အလိုမကျတဲ့ဒေါသကလည်းခေါင်ခိုက်နေတာနိုင်ကြီးကျုံမယုံနဲ့သူမင်္ဂလာတော်လိုက်တာမပြောနဲ့သိမှပြောတမာရီဟင်ရှင်းလား ်ရှေ့တင်တစ်မျိုး၊ကွဲရတစ်မျိုး၊ခုတစ်မျိုး၊တော်ကြတစ်မျိုး၊လိုတစ်မျိုး၊မလိုတစ်မျိုးလုံနေရင်တမာရီဖောက်ပြန်သွားတော့ခုအားလုံးဒီတမာရီဟာတစ္ဆာလို့ခေါ်တယ်ဘဝတစ္ဆာလောကတစ္ဆာအားလုံးကကိုတာဝန်ကိုတစ္ဆာဖောက်လိုက်ကြတဲ့အတွက်တတိုင်းပြည်လုံးရေစုံမျောသွားဟမ်ငါနိုင်ငံရေးစကားနည်းနည်းပြောဦးမယ် ပြောလို့ရမလားပြောကြည့်မယ်နော်ဒါပေမဲ့ငါမပြောဘူးနင်တို့ကနင်တို့ဆင်ကျင်ပြီးပြောနော်ဒီနေ့ဒီတိုင်းပြည်ကြီးကတိုးတက်နေလားဆိုးရုံနေတရားဆွဲခံငါမပြောဘူးနင်တို့ပြောတာဟင်ချမ်းသာနေလားဆင်းရဲနေလား66ကကြီးနဲ့ညိမနော်ဟမ်နိုင်ငံတော်အသရေဖြတ်မှုတွေနေလို့ထည့်ပလိုက်မယ်ဟမ် နင်တို့ပြောတဲ့ဒီစကားကိုနင်တို့တာဝန်ယူရမှာတိုးတက်နေလားဆိုးရုံနေလားချမ်းသာနေလားဆင်းရဲနေလားအထက်တန်းရောက်နေလားအောက်တန်းရောက်နေငါပြန်တော့မယ်နင်တို့နေကပူတော့မပူနဲ့ဥစဉ်တနိုင်ငံလုံးပတ်မေးပြီတနိုင်ငံလုံးဒီတိုင်းပဲဖြေတာပဲအဲ့တော့သူတို့မကျေနပ်လို့ထောင်နေတဲ့ရင်တို့အားလုံးအတူတူဝင်လိုက်ရုံပဲ ကဲဒါမြင့်နေလို့နေပါဦးကိုပြောတာကိုတာဝန်ယူရမယ်ဘာလို့အောက်တန်းကြနေတယ်ပြောတာလဲတီလာရောပြည်စုံရဲ့လားကလိန်အောင်မြို့လမ်းပေါ်သွားနေတဲ့လူလမ်းစည်းကမ်းနဲ့ညီသွားနေတာဘယ်နှယောက်ရှိတော့ဆိုင်ကယ်စီးလာတဲ့မသားလောင်းလေးတွေနော်ဆိုင်ကယ်ဘောကောင်အားလုံးမသားလောင်းတွေ မောက်ဆိုတော့ဝิญဉ်သလိုဝင်ထွက်ခြင်းသလိုထွက်ဟိုမကြည့်ဒီမကြည့်ကိုယ်ကျင်သလိုကိုယ်ဟုတ်လားပညာမှမရှိပဲသူ့အသက်သူစောင့်ရှောက်ရကောင်းမှန်းလမ်းစည်းကမ်းကိုစောင့်ရှောက်တာဒီကိုယ်ကိုကိုယ်စောင့်ရှောက်တာပါလားအများကိုစောင့်ရှောက်တာပါလားလို့နားမလဲဘူးအဲ့တော့ကျင့်ဝတ်သီလနဲ့လမ်းပေါ်သွားတဲ့လူဘယ်နှယောက်ရှိတော့သာဓုသာဓုဟမ်ဒီတိုင်းကတနိုင်ကပညာတတ်မတတ်ဆိုတာဒါကြည့်လိုက်နော်ကိုယ်လက်ထရအမိုက်စနစ်တကျ တုံမိသိမ့်စီပြီးတော့အမိုက်ပြစ်တဲ့နေရာမှာဘယ်နှယောက်ပြစ်ကြတော့။မှန်ပါဗျာ။อืมလမ်းပေါ်ကောက်လို့ကိုမနိုင်ဘူး။သီလမရှိ။ဒါကြောင့်မို့လို့တိုးတက်နေလားဆုပ်ယုပ်နေလား။ရေရေပြောလိုက်။ဘသူတရားဆွဲဆွဲတရားယုံမှာကြည်ကြည်နတ်နတ်ကြီးပြောလိုက်။ဟဲ့တရားသူကြီးနင်ပြောစမ်းနင်ကိုယ်တိုင်သီလရှိသလားလို့မေးလိုက်။ နေကိုယ်တိုင်တမာရီရှိသလားလို့ပြောလိုက်သူ့လက်သူ့သူ့လက်ကလက်ကောက်ကြီးနဲ့ဆွဲကြိုးကြီးနဲ့နာယီကြီးနဲ့ကိုသာကြည့်လိုက်တော့ပါလားအဲ့တော့ဒိုးနိုင်ငံမှာဘာလို့ပျက်စီးသွားသလဲမင်းရင်ဒီ၃ပါးဆုံးရှုံးသွားတဲ့အတွက်ကျင်ရကလားအဲ့တော့ဒါတို့ကဂုံယူဖို့ပြောတာလားဟုတ်ပါဘူးဗျာရီရအောင်ပြောတာလားဟုတ်ပါဘူးဗျာဒါဖြင့်ဒါ ဘာအတွက်ပြောတာอืมသိစီခြင်းလို့ပြင်စီခြင်းလို့အခုငါတို့အောက်တန်းကြနေပါလေလို့ပြောတာဂုံယူစရာလားဟုတ်ပါဘူးအေးဦးစင်းကဒီမေးခွန်းမေးတိုင်းရှက်တယ်ရှက်ရှက်နဲ့မေးနေတာဒါပေမဲ့ခမရတို့ကြွတို့အားလုံးနှစ်နှစ်ကာကာမသိသေးရင်ပြင်လို့မရပါဘူးတကူကောင်းတယောက်တောင်းနဲ့ပြင်လို့ရမလားမရပါဘူးဒါဖြင့်တို့မှာဘာလို့အပ်လဲပညာလို့အပ်တယ်ပညာရှိဖြစ်လာရင်ဘာနဲ့ပြည့်စုံအောင် သီလသမာဓိနဲ့ပြည့်စုံအောင်ဂျင်းနဲ့ကလားအဲ့တော့လူတယောက်ပညာရှိမရှိဘာနဲ့ကြည့်မလဲသီလသမာဓိနဲ့ကြည့်မယ်ဂျင်းနဲ့ကလားဒါကြောင့်တို့ရဲ့ဥစဉ်တို့ရဲ့ပန်းတိုင်ဟာခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာသီလတန်ဖိုးကိုလူတိုင်းသိရမယ်သီလကျေးဇူးကိုလူတိုင်းသားလည်ရမယ်လူတိုင်းလူတိုင်းစီကံရှိမှ ငြိအေးချမ်းသာတာယာဝပြောမှုကိုရမယ်။တမာရီတန်ဖိုးကိုလူတိုင်းသိရမယ်။တမာရီကျေးဇူးကိုအားလုံးနားလည်ရမယ်။တမာရီကိုတန်ဖိုးထားသူတွေဖြစ်ရမယ်။ရှင်းလား။အခုတိုးတက်ကြီးပွားနေတဲ့နိုင်ငံတွေအားလုံးဦးစင်းတို့လေးလာခဲ့ပြီပါပြီနိုင်ငံပေါင်း40ကျော်ဦးစင်းသွားခဲ့ပြီအဲ့တော့တိုးတက်နေတဲ့နိုင်ငံတွေကြီးလိုက်တိုင်းကြီးလိုက်တိုင်းမှာသူတို့အဖြေဒါပဲတွေ့ရစီကံသိပ်ကောင်းတယ် လမ်းပေါ်မှာမော်တော်ဘီကယ်စောင့်ကြရမလို့တို့စီကလည်းမော်တော်ဘီကယ်မစောင့်ပါဘူးပတ်စံပေးဖို့တောင်းတဲ့အလုပ်ပဲလုပ်တာပါနော်တို့မော်တော်ဘီကယ်ကလမ်းစီကန်းကြအောင်လူတွေကိုသင်ပေးနေတာမဟုတ်ဘူးသူကပတ်စံတောင်းဖို့တက်တက်ဖွဲ့ထားတဲ့ဒွန်ဆန္ဒဂိုင်းဘောပါလားဘာလို့တောင်းနေမှမသိဘူးအမျိုးဝင်မျိုးအတွက်ထိုင်ပြီးတောင်းနေတာမင်းတို့နောက်မင်းတို့မျိုးကလက်မခံနဲ့နောက်ကနော်ဘာကွာနဲ့ပြမနေနဲ့တော့တရောင်းစားငါတို့လက်မခံဘူးလို့ပြောတာရှင်းလား ကြည်တမာရီတီကြီးခိုင်မာတဲ့တမာရီကိုတီဆောက်နိုင်မှရှင်းလားကိုလုပ်ငန်းစဉ်ကိုတာဝန်ယူတာဝန်ချေရမယ်သစ္စာရှိရရှင်းလားလာဝကလာဝကသစ္စာအကောက်ခွန်အကောက်ခွန်သစ္စာဘုနိုင်ငံနိုင်ငံကာဝေးရေးအရန်အရေးကြီးနေတယ်ဗိုင်းရပ်စ်ရလဲဝင်ဝင်ရင်ဝင်လိုက်ရင်ငါတို့ကတဖြုတ်ဖြုတ်ကလေးကုန်သွားမှာသူများနိုင်ငံတွေက ဝင်ပြီးတော့တောင့်ခံနိုင်တယ်ဆိုတာငွေရှိတယ်ပညာရှိတယ်ဒုစီမှာငွေလည်းမရှိဘူးစီကံလည်းဘာမှမရှိဘာမှ မဖြစ်သေးလို့မဖြစ်သေးတာဖြစ်ရင်ကုန်ပြီရှင်းလားအဲ့တော့ယရနာမြေသုံးပါးရဲ့ဂုံကျေးဇူးလို့ယုံကြည်ထားပေမဲ့ပေါ်ဆနေလို့မရဘူး။ဂျင်နာကလား။ပြဲဦးစင်းကအခုရွဲ့နေတာလား။ဖဲ့နေတာလား။ အဲ့တချို့ကပြောတာကိုရောကြီးကကိုရောကြီးကဖဲ့တာကွာဘု து ဖဲ့တာလို့အခုခင်ဗျားတို့ကျုပ်တို့အောက်တန်းကြတယ်ဗျာကျုပ်ကောမပါဘူးလားအေးကျုပ်လက်ရှက်ကွဲနေတာပဲဘု து ဖဲ့အောင်မှာတော့တော့ပါလားဒီနိုင်ငံသားဒီနိုင်ငံကိုချစ်လွန်းလို့ကိုဒီနိုင်ငံကိုကယ်တင်ဖို့ကြိုးစားနေတာရှင်းလားအဲ့တော့တို့တွေဘာပြည့်စုံဖို့လို့ပညာပြည့်စုံဖို့ပညာနဲ့ဘာကိုတည်ဆောက်မလဲတီလာသမာဓိဂျေနာကလား အဲ့တော့အချိန်မီဒါတွေမတီဆောက်နိုင်ရင်ငါတို့ဘဝနော်အောင်မြင်သူတွေဖြစ်မလားကြာရှုံးသူတွေဖြစ်မလားကြာရှုံးသူတွေဖြစ်ပါဗျာအဲ့တော့ကောင်းပြီဦးဇင်းတို့သူတော်ကောင်းတို့တွေဟာရထားတဲ့ဘဝသည်တီမြဲတဲ့ဘဝလားမတီမြဲတဲ့ဘဝလားမတီမြဲတဲ့ဘဝပါဗျာအချိန်တန်ရင်အားလုံးသိမှာမသိဘူးလား ကဲသိမဲ့တူတူပဲဖြစ်တယ်လို့နေကြတာပေါ့ကွာဟင်ကောင်းမလားကောင်းပါပါရေလိုက်ငားလိုက်ပေါ့ water follow အမှုရီအလုံးသိတယ်ကြည့်လားဟင်မိုးကားရေတောက်တာပေါ့သူများလတ်စားကိုလည်းစားသူများလတ်ထိုးကိုလည်းထိုးကောင်းမလားကောင်းပါပါဟာကောင်းတယ် ကောင်းရင်တို့ရည်စက်ချပြီးပြန်ညာစို့တော့ဥစဉ်တရားဟောစရာမလိုတော့ဘူးဟမ်သူများအကျင့်ပြက်ကိုယ်လည်းပြက်မကောင်းလားကောင်းသလားမကောင်းပါဘူးမကောင်းရင်ဘာလုပ်မလဲပြင်သိမပြင်သိပြင်ခိုင်းလို့ပြင်ရမှာလားပြင်သိတယ်လို့ယုံကြည်လို့ပြင်ရမှာ ဒါလေးမှတ်ထားဥစဉ်ကတရားပွဲတိုင်းမှာဥစဉ်တို့သူတော်ကောင်းတို့ရဲ့ချွေရင်းချက်တွေသိအောင်ပြောတယ်။ရှောက်ရမယ့်ပန်းတိုင်ကို တွေးအောင်ပြတယ်။အားလုံးကိုပြုပြင်လို့တဲ့ဆန္ဒတွေပေါ်လာအောင်တိုက်တွန်းတယ်။ဒါပေမဲ့ဥစဉ်ပြောလို့ပြင်လိုက်ရတယ်ဆိုတာမျိုးဖြစ်เสียရ